အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရကကြီးသူရဦးတီဦးကျမ်းမာရေးကောင်းမွန်ဖို့အတွက်မကွေးကျောင်းတိုက်ဆရာတော်ဦးပေါင်မောက်ခဦးဆောင်ပြီးရွှေတကုံဖျားမှာမေလ20ရက်နေ့ညနေကစုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒီစုတောင်းပွဲမှာမကွေးကျောင်းတိုက်ဆရာတော်ဦးပေါင်မောက်ခအပြင်ယဟန်တန်ဃာတော်တွေဆရာဆရာမတွေကျောင်းသားကျောင်းသူတွေနဲ့လက်သမားတွေအားလုံးအယောက်80နီးပါးပါဝင်ခဲ့ကြပါတယ်။နာယကကြီးတူရဦးတင်ဦးဟာ တမ္မရောကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကတည်းကပြည်သူတွေအတွက်အနစ်နာခံ ဆောင်ရွက်မှုတွေရှိခဲ့တဲ့အပြင်အခုလည်း NLD ပါတီနာယကအဖြစ်ပြည်သူ့ဘဝတွေကောင်းမွန်စေဖို့ကြိုးပမ်းခဲ့တာကြောင့်တနိုင်ငံလုံးမေတ္တာပို့ဆုတောင်းကြဖို့ဆရာတော်ဦးပေါမောက္ခကအခုလိုမိတ်ဆိုပါရယ်ဒီဥဒေဟာမိမိတို့မြန်မာနိုင်ငံအတွက်မှာ တမတော်ကာကွယ်ဦးပြီးချုပ်လုပ်တဲ့ကာလတွေရှိတယ်ယခုမြေလာတီကမှုကြီးဖွဲ့ချုပ်မှာနာယကသက်တမ်းတွေရှိတယ်အဲနိုင်ငံအတွက်မိမိကအနစ်နာခံတဲ့ဘဝနေပြီးတော့ပြည်သူကောင်းသားရေးအတွက်ကိုလုပ်တဲ့အတွက်ကြောင့်ဘဘဦးတင်ဦးတဲ့အတို့ကျန်တဲ့ပုံကိုယ်တွေလည်းပဲလုပ်ပေးပြခြင်းနဲ့ ကျန်တဲ့ပုံကူတွေလည်းဘာဘာဥတည်ဦးရဲ့ထုံးကိုနှလုံးမူပြီးကျင်တယ်ဘာဘာဥတည်ဦးအမြန်ဆုံးကျမ်းမအောင်လို့လည်းပဲမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရက်ွက်တိုင်းမြို့နယ်တိုင်းကြီးရွာတိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့်တိုင်းရင်းသား135မျိုးလုံးကပါဘာဘာဥတည်ဦးတို့အတွက်ယခုကဲ့သို့ဘုန်းကြီးတို့လိုမေတ္တာဖို့ဖူတောင်းတာတွေဘုဖင်ကားတို့ရွတ်တာတွေလုပ်ပေးကြပါလို့တိုင်းသားပြည်သူအားလုံးကိုလည်းပဲဘုန်းကြီးကဒီနေရာကနေပြီးတော့မေတ္တာရတောင်းဖို့ပါတယ်အခုလိုဆုတောင်းမေတ္တာပို့သခြင်းဟာ အမျိုးဘာသာတတနာမဘာသာနဲ့တက်ဆိုင်ခြင်းမရှိဘူးလို့လဲဆိုပါတယ်ကြည်တွန်ဖျားကြီးစောင်းတန်းကနေရွှေတကုံဖျားအရှိပဲမုတ်ကိုဥတီပြီး NLD ပါတီနာယကဒုရဥတီဦးကျမ်းမာရေးကောင်းမွန်ဖို့နှလုံးသွင်းပြီးရွှေတကုံဖျားရင်ပြင်တော်အထိရှောက်လန်းခဲ့ကြတာဖြစ်ပါတယ်ဘုရားနိုင်ခြင်းလို့အစီအစဉ်မှာ